ဒါမှကျန်းစာထဲမှာကဲဒင်းချင်းနဲ့ပတ်သက်၍အချက်ပေါင်း134ချက်ရှိသည့်အ내ဒီအပိုင်းတကကြီးဘီကိုဆက်လက်ပြီးမှလေ့လာမှဖြစ်ပါတယ်ပထမညီတန်းပြောပြီးရင်တော့အပိုင်းတကကြီး A ပြောပါတယ်အခုဆိုလို့ရှိရင်တတိယအချိန်မြောက်အပိုင်းတ ကာဂျီဘီကိုကျွန်တော်နည်းငယ်ဝေငှကျင်ပါတယ်ဓမ္မအမှုတော်ဆောင်များနဲ့ခရိယန်ညီကို မောင်နှမများခြားသောဘာသာဝင်များလည်းဘဟုသူတ္တရဖို့အတွက်နားထောင်စီကျင်ပါတယ်ဆိုတော့ကျွန်တော်တို့ကျမ်းစာထဲမှာတရားစုကြည်မှတ်စာကနေပြီးတော့ဣသထာဝတ္ထုအထိရေးသားထားတဲ့ ကျမ်းကျက်တွေထဲမှာပါဝင်တဲ့ကေတင်ချင်းဆိုတာဘယ်လိုကေတင်ချင်းလဲဘသူကကေတာလဲဘသူကဘယ်အချိန်မှာဘာအတွက်ဘယ်လိုကေတင်ချင်းမျိုးနဲ့ကေတင်တယ်လဲဆိုတော့ကိုဆက်လက်ပြီးလေ့လာသွားမှာဖြစ်ပါတယ်အဲ့တော့တရားသူကြီးမှတ်စာအခန်းကြီး15အငယ်16မှာကျမ်းကျက်တစ်ချက်ကဟေလီရ၌ဂျိုင်ဝန်ရှိရာကိုဖျားသခင်ဖောက်တော်မူ၍ ရေထွက်လေပြီတဲ့သူစီရေကိုတောက်တစ်ဖြက်အသက်ရှူပြန်၍အာဖြည့်လေဤတို့ဖြည့်၍ထိုချိန်ဝမ်းရာကိုအဟကေကာရအမိဖြက်တွင်၍ယနေ့တိုင်အောင်လေဟိအရ၌ရှိသတည်းသာရဖျားဤအောင်းဝယ်နမိတ်လက္ခဏာများသည်ဓမ္မဟောင်းခေအခါ၌ ဖယားသခင်ရွေးကောက်တဲ့သူတွေအပေါ်မှာထူးဆန်းသောကေတင်ခြင်းနဲ့ဆိုင်တဲ့အကြောင်းအရာတွေတွေ့နိုင်ပါလေဒီမှာကခုနကတော့ရှန်ဆုံပေါ့နော်အရှိသင်္ကန်းဆောင်မှာရှန်ဆုံကအင်မတန်မောဘရမရေငတ်ပြီးတည်မဲ့အချိန်မှာဖယားသခင်အဟောပွဲရရေူပေးတဲ့အကြောင်းပေါ့ဒီကြမ်းကြက်ကလေးကိုဆက်ပြတွေ့ရဆိုတော့ဒီကြမ်းကြက်မှာ ရေထွက်တဲ့ရက်ကိုတဲ့ယနေ့တိုင်အောင်လေဟိရက်လို့ခေါ်တယ်ဆိုတော့ယနေ့တိုင်အောင်ဆိုတော့ကျွန်တော်တို့စဉ်းစားတဲ့အခါမှာအခုကျွန်တော်ပြောတဲ့အချိန်မဟုတ်ပါဘူးအာအခုမင်းတို့ကြောက်စားကလည်းမားနေပြီယနေ့တိုင်အောင်ပြောပြီးငါသွားကြည့်တယ်ကွာတွေ့လည်းမတွေ့ဘူးကွာလို့ပြောနိုင်ပြရရှိတယ်ဆိုတော့ရှိချင်လည်းရှိမယ်မရှိချင်လည်းမရှိဒါမဲ့အတိတ်ကယနေ့တိုင်အောင်လို့ပြောခြင်းဟာ အဲ့ဒီစာကိုရေးတဲ့အချိန်နော်အဲ့ဒီစာကိုရေးလိုက်တဲ့အချိန်မှာလေဟိအယလို့ရှိနေသေးတယ်ဒါကပုံပြီးသေချာတယ်ပေါ့နော်အခုကနာမည်တွေပြောင်းသွားတယ်အာခေတ်တွေပြောင်းသွားတဲ့ခါကျတော့အခေါ်ဝေါ်တွေပြောင်းသွားတာလေရှိချင်ရှိမှာပေါ့အခေါ်ဝေါ်ပြောင်းသွားတဲ့ခါမှာလေဟိဆိုတာမတွေ့ဘူးကွာမင်းတို့စမ်းစာကြည့်မှားတယ်လို့လဲပြောလို့မရဘူးဆိုတော့ယနေ့တိုင်အောင်ဆိုတာကဒီစမ်းစာကိုရေးတဲ့အချက်ကိုကျွန်တော်တို့ ကျန်းစာကိုရေးတဲ့အချိန်မှာဒီရက်ကရှိသေးတယ်ရေထွက်တဲ့တိတော့အဲ့ဒါကိုလေဟိရက်လို့ခေါ်တယ်ဆိုတော့ကိုကျန်းစာကိုရေးသားတဲ့သူကဆိုလိုခြင်းဖြစ်တယ်တော့ဓမ္မဟောင်းကာလခေတ်မှာဘုရားသခင်ရွေးကောက်တဲ့သူတွေပေါ်မှာဘုရားသခင်အံ့ဩဖွယ်ရာနမိတ်တွေပြရဲဆိုတော့ကျွန်တော်တို့နားလေရပါလေနောက်တစ်ချက်ကကဲလောင်ပြောင်ခြင်းအန်တရေကနေလွတ်တဲ့ကဲတင်ခြင်းပေါ့နော်ဆိုတော့ ဓမ္မရာဇဝင်ပထမဆုံးအခန်းကြီး1ငယ်6အခန်းကြီး2ကိုဖတ်မယ်ဆိုလို့ရှင်ဘာတွေ့ရလဲဆိုနော်ဟာနာပေါ့ဟာနာကကလေးမရောသူ့အမကတော့ကလေးရအဲသူတို့နေ့တိုင်းယေရုရှလင်မြို့သွားပြမပူဇော်စကားလုပ်တဲ့ခါမှာသူမျက်နှာငယ်တယ်သူ့အမကတော့ကလေးနဲ့ပျော်ပျော်ပါပါပေါ့နော်သူခင်ဗျားတော့အရန်ကိုမျက်နှာငယ်တယ်အဲ့ခါမှာလူတွေကသူ့ပြောင်ကြတယ် တယောကြတာအမျိုးမကြီးကလေးလေးမရဘူးလားကွာဘာညာဆိုတော်တော်စိတ်တကြမှာပဲနော်ဆိုကျွန်တော်မျိုးသမီးလေးတခါနှစ်နှစ်ရှိပြီကျွန်တော်တို့အိမ်တော်ကြတယ်ဒါပေမဲ့တွေ့တဲ့လူတိုင်းကမတူးတက်ဘူးလားမတူးတက်ဘူးလားပြောလာတဲ့ခါကျတော့တော်တော်လေးရှက်လာတာပေါ့နော်ပထမကသူကကလေးမလို့ချင်ဘူးဘာညာပြောဘူးတော့အဲ့ဒီစကားကဖခင်ကရှေ့ရောက်တော့ဖခင်ကတကယ်လည်းမပေးရောသူများရဲ့ကလေးတွေရသွားတဲ့ခါကျွန်တော်အိမ်တော်ပြုပြီးမှဟာလာလေမရရဲ့လို့ဖြစ်လာပြီးကလေးများတော့ နေနေရှက်ဖွယ်ဖြစ်တော့ပေါ့အဲဒါမျိုးလေးခံစားရတာမျိုးသမီးတွေမှာဆိုတော့ဟာနလည်းအလိုပဲခံစားရတယ်ခံစားရရင်မကောက် तू ကသူများတွေကဲ့ရဲ့ခြင်းကိုခံရတယ်အဲ့ဒါကို तू ကငိုကြွေးပြီးဘုရားခင်ရှင်မှာ तू ဆူတောင်းတဲ့ခါမှာဘုရားခင်ကအဲ့ဒီဒီပရိသေယူမှာတောင်းပါတယ်ပေါ့နော်ဆိုတော့ तू ထပ်ပြီးကဲ့ရဲ့စရာမလိုတော့ဘူး အဲ့ဒီကေတင်ကြီးဂျေဆုကိုသူဝါမြောက်စွာနဲ့ခံရတယ်ဆိုတဲ့အကြောင်းကိုသူဝါကြွားစွာနဲ့ရေးသားထားတာဖြစ်တယ်။အဲ့ဒီကေတင်ကြီးကတော့သာရအသက်ကေတင်ကြီးမဟုတ်ဘူး။လောကမှာအသက်ရှင်စကားလုံးဘုရားခင်မာစာမှုတွေကိုပြောတဲ့ကေတင်ကြီးဆိုတော့ကျွန်တော်သဘောပေါက်ရမှာဖြစ်ပါတယ်။ဆိုအဲ့တော့ဟာနာကနော်ဘယ်လိုပြောလဲဆိုလို့ရှိရင်ဟာနာရဲ့စိတ်နှလုံးနော်ညုံငယ်ခြင်းကနေသာရဘုရားကြီးပျော်ရှင်ဝမ်းမြောက်ခြင်းကိုပေးတော့ကေတင်ကြီးဖြစ်တယ်။ เนาะเออဒီဓမ္မရာဆိုပထမဆုံးအခန်းကြီးနှစ်အငယ်တက်မှာတဖန်ဟာနာသည်ပထနာစကားကိုဝတ်ဆိုသည်ကငါစိတ်နှလုံးသည်ထာဝရဖျောက်ကို အမိပြု၍ရှင်လန်းလျက်ထာဝရဖျောက်ကြောင့်ငါဥโจမြင့်လျက်ရှိ၏တဲ့ကေတင်ချင်းကျေးဇူးတော်ကြောင့်ဝမ်းမြောက်၍ရန်သူတို့အားဝါကျွမ်းသောစကားကိုပြောရ၏ ဲ့မှာရန်သူတို့အားဆိုတော့သူ့တက်ခိုက်တာပေါ့နော်အာအမြုံမကြီးဟဲ့တေယောလက်မျိုးထိုးပါဟုတ်လားပြောပါသူရန်ခစားရမှာပဲနော်ဆိုတော့အမျိုးသမီးတွေအနေနဲ့အိမ်လောင်ကြောက်ပြီးတော့အာကလေးမရတဲ့ကမောရှုပ်ပါလေကလေးတွဲလုံးတော့ပြောတာအလကားတကယ်လည်းကလေးရန်သူတို့ရန်ပြောတယ်ကလေးမရရင်လည်းရန်စိတ်သက်ကြတယ်အဲဒါကမျိုးသမီးတိုင်းသိတာပေါ့နော်ဆိုတော့ဒီရာကိုလည်းဖျားကဲကဲတင်နေဆိုတော့ကျွန်တော်ကျွန်တော်ကြောက်စရာမဆုံဆုံလေးလေးတွေ့ရအဲတော့မာရီယာလည်း ပရိသတ်ဒီယူတဲ့ခါမှာသူ့အမနဲ့သွားတွေ့တဲ့ခါမှာသူပြောတဲ့စကားလေးတစ်ခုကလူကာအခန်းကြီး1အငယ်59မှာကျွန်တော်တွေ့ရငါကိုကယ်တင်တော်အရှင်ဖရာသခင်ကိုအမိပြု၍ငါဝိညာဉ်စီရွှင်လန်းခြင်းရှိ၏တဲ့ဆိုတော့ဝိညာဉ်ရွှင်လန်းတဲ့ကယ်တင်ခြင်းဖြစ်တယ်ဆိုတော့ဓမ္မရာဇဝင်ကျမ်းတွေမှာလည်းနော် အန်ဒီရဲ့လွမြောက်တဲ့ကဲတင်ချင်းတွေရန်သူရဲ့လက်ကနေလွမြောက်တဲ့ကဲတင်ချင်းတွေအမျိုးစုံသောရန်သူကိုခရီးခင်အားဖြင့်เนาะအာဒီ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 လွမြောက်ရတဲ့အခွင့်ရန်သူရဲ့အန်ဒီရဲ့လွမြောက်ရတဲ့အခွင့်စတဲ့ຢာတွေအပြင်ကိုအခြားအကြောင်းຢာတချို့တွေနဲ့ပတ်သက်တဲ့ကဲတင်ချင်းတွေလည်းရှိတယ်ဆိုတော့တွေ့ရတယ်အခုတခါအေးတတဝတ္ထုအခန်းကြီး၄အငယ် စက်လေးကိုကြည့်တဲ့အခါမှာဘာတွေ့ရလဲဆိုလို့ရှင်ဤတရဘုဒ္ဓခန်းကြီးအာလေးငယ်စက်လေးနော်ယခုကာလသင်သည်တိတ်ဆိတ်စွာနေလင်သင်နှစ်သင်ဤအဆွေမျိုးဒီပျက်စီး၍ယူဒလူတို့အသက်ရှင်ခြင်းကဲတင်ခြင်းအကြောင်းတစုံတစ်ခုပေါ်လိမ့်မည်ယခုအမှုကိုဆောင်ဖို့ရာသင်သည်မိဖုရားအရာကိုရသည်ဟု ထင်ရှားရှိပြီမဟုတ်လောဟုအေးသထာအားပြန်ပြောစေခြင်းကမှားလိုက်၏အဲ့တော့အေးသထာဝတ္ထုမှာကြည့်ရခါမှာဘယင်ရဲ့အခွင့်ကိုအလွဲသုံးစားလုပ်ပြီးမှမာလာထောင်လွှားနေတဲ့ဟာမန်သူအကြံပေးဆက်ပြီးမှယူဒလူမျိုးတစ်မျိုးလို့ဝင်သူ့တင်ပြရှင်းနော်ဟိုသူကအကြံရှိရမတရားသောအကြံစီပေါ့အဲ့တော့ဘုရားသခင်သိတဲ့ခါမှာ ယူလာလူမျိုးတွေအတွက်ကယ်တင်ခြင်းအစီအမံဂိမ်းကြီးကိုဧသဒါအဖြစ်ဖျားပြန်ပြင်ဆင်ပေးတယ်ဆိုတော့ဧသဒါကလည်းသူ့ရဲ့ဟောဦးလေးမော်တကဲကိုဘာပြောလဲဆိုတော့ဆူတောင်းခိုင်းတယ်ငါဘီရင်ကြီးရှင်ကဝင်ပြီးတော့မှအတနာခံမဲ့เนาะဟာမန်ရဲ့ရက်စစ်တဲ့အကြောင်းကပြောမယ်ဆိုပြီးမှဒီကျမ်းစာကိုကျွန်တော်တွေ့ရတယ်ဆိုတော့အဲ့ဒီမှာလဲကြည့်တဲ့အခါမှာ ရက်မြောက်တော့နေ့နော်၃ရက်တိုင်အောင်သူငိုကြွေးပြီးတော့မှသူလက်ဆူတောင်းတယ်မော်တကယ်ကိုလက်ဆူတောင်းခိုင်းတယ်ပြီးတော့မှအားလုံးကိုဝိုင်းပြီးဆူတောင်းကြပါငါတို့ဒီအာဟာမန်ရဲ့လူမျိုးတုံးတပ်ဖြတ်ချင်းကနေလွတ်မြောက်ဖို့အတွက်ဘုရားရှင်တတ်နိုင်တယ်ဆိုတော့သူဆူတောင်းပြီးတဲ့နောက်ပိုင်းမှာအောင်မြင်သွားတယ်ပေါ့အဲ့တော့ကျမ်းစာထဲမှာကြည့်တဲ့အခါမှာ၃ရက်၃ရက်၃ရက်ဆိုရအများကြီးတွေ့ရရောသက်ကလည်း ထောင်နဲ့ကြားတဲ့ခါမှာ၃ရက်မြောက်တဲ့နေမတူဟုတ်လားအာဒီ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 အိမ်မက်ယူပါအောင်ရတယ်ပြောပြနိုင်တယ်အဲပြီးတော့ခရစ်တော်ကိုယ်တိုင်ကလည်း၃ရက်မြောက်တဲ့နေမှာရှင်ပြထားမြောက်တယ်၃ရက်ဆိုတာကကေတင်ချင်းနဲ့ပတ်သက်တဲ့ရက်ကိုပြောပြခြင်းဖြစ်ပါတယ်ဆိုတော့ပုံရဆူတောင်းငိုကြွေးတဲ့ခါမှာဖျားသခင်နားညောင်းပြီးမှယူတာလူမျိုးတွေကိုတမျိုးလုံးနော်ဒီ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 အသက်ဘေးကနေကယ်တင်ဖို့အတွက်ဖြစ်သွားတယ်ဆိုတော့ 哪里呀？耶稣基督到底来，到我们到你嘛身边，他没有钱阿天，基督到底他没有到我们手里。我有用钱的了，就没事；我有好票的了，就没事。都在，阿皮阿公那心里得的，所以嘛，搞零度，喏，把他妈说，赶紧上啊，我不要他了。所以了，打理阿了，扎滴几只的，喏，这他妈。 ဓမ္မသစ်မှာပေါ်လွင်လာမဲ့အကြောင်းအရာတွေခရစ်တော်ရှင်ရဲ့ခရစ်တော်ဖျားရှင်ရဲ့လှုပ်ဆောင်မဲ့အကြောင်းအရာတွေကိုကြိုတင်လို့မှအရေးအငွေ့အနေနဲ့ပြောတာပြောထားခြင်းဖြစ်တယ်ဆိုတော့ကိုကျွန်တော်တို့နားလည်တာဒါကြောင့်ဓမ္မဟောင်းနဲ့ဓမ္မသစ်ဟာအချိတ်ဆက်ရှိတယ်ဓမ္မသစ်မှာပေါ်လွင်တဲ့အရာတွေကဓမ္မဟောင်းမှာကြိုတင်လို့ရေးထားတဲ့အရာတွေဖြစ်တယ်နော်ဒါကြောင့် the new is hidden in the old the old is revealed in the new ဆိုတော့ကျွန်တော်တို့ကြားစာတစ်ချက်မှတွေ့ရတယ်အဲ့တော့အခု ပြောချင်တဲ့အချက်ကတရားသူကြီးမှတ်စာကနေပြုံးမှာဧသတဝတ္ထုအထိကိုရေးသားထားတဲ့ကေတင်ချင်းဒီရဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့အနေငယ်သူ့နေရာနဲ့သူဘလို့အတိတ်ပဲဆောင်းတယ်လဲဆိုတော့သိစိတ်အံ့ငါကျွန်တော်ဝေငှချင်းဖြစ်ပါလေအရောက်စီတိုင်းကိုနားလေရတော့အခွင့်ပေးပါစေ နောက်ထောင်သောသူရောက်စတဲ့ကိုလေးစားယုံကြည်လျက်ယိုတည်လျက်ဒါရောပြုပါတယ်မင်္ဂလာရှိသောနေ့ဖြစ်ပါစေ Mm-hmm.